ရှင်မမြတ်စွာဘုရားကသက္ကာယသက္ကာယနဲ့သုံးနှုံးပြီးဟောကြားထားတာတွေရှိတယ်တဲ့။ဘာကိုသက္ကာယခေါ်တာလဲ။ဒီမေခွန်းလေးကိုမေးတယ်ပထမဆုံး။အဲဒီမှာဓမ္မဒိနာထေရီမားကလည်းမဆိုင်မတွပဲ။ဥတ္တကဝိတာခာသက္ကာယဆိုတာတဏှာဒိဋ္ဌိတွေရဲ့စွဲလန်းရာ။ တဏအမြင်နဲ့ချင်းကပ်တဲ့ဒိဋ္ဌိအမြင်နဲ့ချင်းကပ်ပြီးတော့ဆွဲလန်းတဲ့ခန္ဓာ၅ပါးကိုတက်ကြရခေါ်တာပါတဲ့ဓာတုဖြစ်ပြီเนาะအဲ့တော့တရားနာပရိသတ်တွေလည်းဒါမှတ်ထားဖို့ပေါ့တက်ကြရဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးတဏရဲ့အာယုံဒိဋ္ဌိရဲ့အာယုံဆွဲလန်းရာဖြစ်တဲ့ခန္ဓာ၅ပါးတဲ့ ရူပခန္ဓာရူပပါရနဲ့ခန္ဓာဝေရဏုပါရနဲ့ခန္ဓာတင်ညုပါရနဲ့ခန္ဓာသင်္ခါရုပါရနဲ့ခန္ဓာဝိညာဉ်ုပါရနဲ့ခန္ဓာလို့ခေါ်တယ်။တဏှာအယက်အာယုံဒိဋ္ဌိယက်အာယုံဖြစ်တဲ့ခန္ဓာ၅ပါး။အဲ့ဒီခန္ဓာ၅ပါးကိုတက်ကံရလို့ခေါ်တယ်လို့ဆို။သူဩတက်ကံရတော့သူရှင်းရှင်းသိတာပဲ။ဆိုပြီးတော့ဆက်မေးတယ်အဲ့ဒါနဲ့ပတ်သက် ဒါဖြင့်ရှင်မရေတဲ့တက္ကာယသမှုရယတက္ကာယဖြစ်ကြောင်းတရားဆိုတာကိုဘာဟုပြောတာတော့ဓမ္မရိနာဖြစ်တဲ့ဓမ္မဆက်ကြတဲ့အတိုင်းပဲယယန္တနာပောနုဘဝိကနန္ဒီရာကသဟကတတတရတတရဘိနန္ဒီနိတေယတိတံကာမတဏဘဝတဏဝိဘဝတဏဘဝတစ်ခုကိုဖြစ်စေတတ်တယ် ဘဝတစ်ခုကိုထုံးလုပ်ပြီးတော့နှစ်သက်မှုဆွဲလန်းမှုနဲ့အတူတကွဖြစ်ပြီးဘယ်အာယုံပဲဖြစ်ဖြစ်တွေ့ရာတွေ့ရာကိုကြိုက်နှစ်သက်တတ်တဲ့တဏှာကိုပဲတက္ကာယသမှုရိယဟောဒီတက္ကာယဆိုတဲ့ခန္ဓာ၅ပါးကိုထတလဲလဲဖြစ်နေအောင်လုပ်တဲ့တရားဆိုတာတခြားမဟုတ်ပါဘူးတဲ့တဏှာကိုပြောတာပါ အဲ့ဒီတဏှာဟာကာမတဏှာဘဝတဏှာဝိဘဝတဏှာလို့သုံးမျိုးခွဲထားတာကာမတဏှာဆိုတာကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့လိုချင်တတ်မဲ့တာဘဝတဏှာဆိုတာကာမဂုဏ်အာယုန်ဒီအပေါ်မှာမှားယွင်းတဲ့အမြင်ကလေးနဲ့ထာဝရမြဲတဲ့အရာလို့ထင်မှတ်ပြီးတော့တွေ့တာလားဘဝတဏှာဝိဘဝတဏှာဆိုတာအဲ့ဒီကာမဂုဏ်အာယုန်တွေကိုပဲဟော တဘောကတခါပဲပြီးရင်ပြတ်တာပဲလို့ဆိုတဲ့အတွေးအုတ်စေရာဒိဋ္ဌိအတွေးနဲ့တွေ့တာတာ။ဟောတဏ္ဏနဲ့ဒိဋ္ဌိဟာအဓိကဖြစ်တာဟုတ်။ဒါကြောင့်မလို့အဲ့ဒီတဏ္ဏသုံးမျိုးသတ္တတာဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏ္ဏကဘဝတဏ္ဏအုတ်စေရာဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏ္ဏကဝိဘဝတဏ္ဏ။အဲ့ဒီဝိဘဝဆိုတာလေတဏ္ဏပဲ။တဏ္ဏတစ်မျိုးပဲ။ သာဝရဖြစ်ခြင်းနေတာသံတရာဝတ်ထဲမှာသာဝရဖြစ်ခြင်းနေတာဘဝတဏအေးဘဝဆိုတာပြီးပြီးတာပဲဆိုတာကဝိဘဝတဏပေါ့ပြတ်သွားတာကိုသဘောကျတာဝိဘဝတဏအဲ့ဒီတဏ၃မျိုးဟာသက္ကာယဆိုတဲ့ဥပါရณะခန္ဓာကိုဖြစ်စေတဲ့တရားပါလို့ဒီလိုဖြေတော့ဩဒီအဖြေလည်းမှန်သွားတယ်ကျင့်တတ်တယ် တတိယမေခွန်းတစ်ခုဆက်မေးတယ်သက်ကာယនិရောဓအဲ့ဒီဥပါရณะခန္ဓာကြီးရဲ့ချုပ်ငိမ့်သွားတာအစင်သာဝရငိမ့်သွားတဲ့နေရာကဘာလဲလို့ဆိုအစင်သာဝရချုပ်ငိမ့်တာဘာလဲလို့ဆိုရင်တဏှာချုပ်ငိမ့်မှသက်ကာယအချုပ်ငိမ့်မှဖြစ်တယ်ယသောဗျာဓမ္မစကြာမှာဟောတဲ့အတိုင်းယောတ္တယေဝတဏယအတိတဝိရာကနိရောဓောစာကော တိနေတဲ့ကောမုတ်တိအနာလေယုံဒါကအကြောင်းဘက်ကဖြေတာနော်အကြောင်းဘက်ကဖြေတာအကယ်၍အကြောင်းဘက်ကမဖြေဘဲနဲ့ဆိုရင်အကြောင်းမချုပ်ဘဲနဲ့အကျိုးရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါက်သွားတယ်။ယသောဘုရားကဒီသက္ကံရဏိရောဓဆိုတာနိဗ္ဗာန်ကိုပဲပြောတာ။သို့တော်ထိုနိဗ္ဗာန်ဆိုတာကိုမချုပ်မရတာတော့ဆိုတော့ တက္ကာယသမှုရိယလို့ခေါ်တဲ့တဏှာချုပ်ငိမ့်မှရနိုင်တယ်။အကြောင်းဖြတ်မှအကျိုးရမယ်။ဟုတ်ကလား။ဒါကြောင့်မို့တက္ကာယနိရောဓဆိုတဲ့ဒီဥပါရณะခန္ဓာကြီးလုံးဝချုပ်ငိမ့်သွားတယ်ဆိုတော့ဥပါရณะခန္ဓာကြီးကိုထုတ်လုံနေတဲ့တဏှာချုပ်ငိမ့်မှသာလင်သူကချုပ်ငိမ့်မှာဟုတ်။အကြောင်းရှိနေသည်တည်းများဒီအကျိုးကဆက်နေဦးမှာဒါကြောင့်မို့အဲဒီ တက္ကရာကို ထုတ်လုံနေတဲ့တဏှာရဲ့လုံးဝအပြည့်သက်ချုပ်ငိမ့်သွားတာကိုတက္ကရာနိရောဓလို့ခေါ်ပါတယ်။ဟောဒီအဖြေလည်းပဲလုံးဝမှန်းနေတယ်။ဟောနောက်ဆက်ပြီးတော့မေးတယ်။ဒါဖြင့်အဲ့ဒီလိုလုံးဝချုပ်ငိမ့်သွားအောင်ဘာကျင့်ရမှာလဲ။အကျင့်မှမေးတာဘာကျင့်ရမှာမကျင့်မဲနဲ့တော့ဘာမှရလာမှာမဟုတ်ဘူး။အဲ့ဒီတော့ ကျင့်ရမယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့မြင့်မြတ်တဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုပဲကျင့်ရမှာပါသစ္စာ၄ပါးကိုမေးဖြေတဲ့သဘောပဲဒီမေးဖြေတွေကဘယ်ပုဂ္ဂိုလ်တွေမှရှင်းရှင်းလင်းလင်းဖြေနိုင်တုံးဆိုသောတပန်ဖြစ်တဲ့ပုဂ္ဂိုလ်မှရှင်းရှင်းလင်းလင်းဖြေနိုင်တာဟုတ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကစာပေရ တိထားလို့ရှင်စာရဖြေကောင်းဖြေလိမ့်မယ်။သောတာပန်ပုဂ္ဂိုလ်ကြတော့သူညာနဲ့တိတဲ့အတိရှင်းရှင်းလင်းလင်းမြင်နေတာဒီတိုင်းပဲဆိုတာကိုရှင်းဒီမိကုံလေးခုကဝိသကသထေကြီးကဓမ္မဒိဏဟာသောတာပန်များဖြစ်ပြီလားတရားထူးတရားမြတ်ရပါလားဆိုတဲ့မမေးဘဲနဲ့တိရမယ်မိကုံကိုမေးလိုက်တာပဲဒါ။